တောင်ပြည်တမဟာနစ်နယ်မြေဖြစ်တဲ့ကြောက်မဲမြို့နယ်ထဲကိုစစ်ကောင်စီတပ်ကမနေ့စက်တင်ဘာ30ရက်နေ့မွန်လွယ်ပိုင်းမှာဒရုန်းနဲ့မီးလောင်ဘုံးတွေချက်ချလို့ဌာနဆိုင်ရာတချို့မီးလောင်သွားပါတယ်စစ်ကောင်စီတပ်ဟာကြောက်မဲမြို့ပေါ်ကိုလေကြောင်းနဲ့လက်နက်ကြီးအပြင်ဒရုန်းနဲ့ဒရော့ဘုံးတွေချက်ချတလို့အတေခံဒရုန်းတွေနဲ့ပါချက်ချတိုက်ခိုက်ပြီးတော့လက်ရှိမှာဒရုန်းနဲ့မီးလောင်ဘုံးတွေချက်ချတာကြောင့်မြို့ပေါ်နေရာတချို့မီးတက်ယုံတစ်တော်ယုံရဲစခန်းတို့မှာမီးလောင်တာတွေဖြစ်ပေါ်နေပါတယ် ်စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းအနေရတွေကြောင့်လဲလက်ရှိကြောက်မဲမြို့မှာမိဘပြည်သူတွေနေရစွန့်ခွာတင်းရှောင်နေကြရပြီးတော့တာလူအင်အားနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းနဲ့မိမိတို့ PSLF TNLA တို့ကြောက်မဲမြို့အနီးပင်တီကျေးရွာအနီးတဝက်အပြင်နောင်ချုံမြို့နယ်ထဲကပန်ကာချောင်းအနီးတို့မှာတပ်ပွဲတွေပြင်းထန်နေပါတယ်။မိဘပြည်သူတွေအနေနဲ့လက်ရှိစစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းအနေရတွေကနေဘေးကင်းစစ်ဖို့အတွက် စီရေးတည်းအမြဲတမ်းရှိဖို့လိုအပ်ပြီးလေချောင်းဆိုင်ရာအတိပေးလမ်းညွန်ချက်တွေလိုက်နာကြဖို့လိုအပ်တယ်လို့လူစုလူဝေးမပြုတ်လို့ဖို့လိုအပ်ကြောင်းတည်တွန်းလိုက်ရပါတယ်ခင်ဗျာကျွန်တော် my am cree ပါ